တောက်ကြံနေအာယုံဥစုတော်ကြီးအစီအစဉ်အစပြုဖို့ပဏာမကျောင်းစပယ်ကိုဖတ်ပြပါမယ်။ယေရှုသည်တရားစံ၌ဆုံးမဟောတာပြည်လေနိုင်ငံတွင်ရှင်သောဧဝံဒီယားကိုဟောလျက်လူတို့တွင်အနာရောဂါအမျိုးမျိုးကိုညင်းစီလေဂါလိလဲပြည်ပြည်လုံးကိုဒေသစာရေးလှည့်လေတော်မူ၏။တရင်တို့သည်လည်းရှုရပြီ၌အနှံ့ပြကြုံစောသည်ဖြင့် နဝင်တော်သူဝေယူဆွေးတော်သူလက်ချေသေးတော်သူမှဆ၍အထူးထူးအပြည့်ပြားသောအနာယောဂဆွေး၍မကျမ်းမာသောသူရှိမြတ်တဲ့ကိုအထံတော်သူဆောင်ခဲ့ကြ၍သူရိအနာယောဂများကိုငင်းစေတော်မူ၏ဂါလိလဲပြည်ဒေကာပိုလိပြည်ယေရုရှလင်မြို့မှဆ၍ယုဒပြည်ယော်ဒန်မြစ်တစ်ဖက်မှလာသောလူများတို့သည်နောက်တော်သို့လိုက်ကြ၏ ဆုတောင်းကြပါစို့။ကောင်းကင်ဘုံ၌ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင်ယနေ့နနေ့ရှိရမောက်တွင်ကျွန်တော်စုဝေးကြတဲ့အခါမှာကျွန်တော်တို့အားကိုရရှင်အဓိကကြတဲ့နဂဘတော်ကိုတုံတင်ကောင်းကြီးပေးလက်ဖြင့်သာသနာတော်ကိုထည့်ရောက်စွာလှုပ်ဆောင်နေဖို့တန်ရှင်သောဝိညာဉ်တော်သည်ကျွန်တို့အားတုံတင်လမ်းပြကောင်းကြီးပေးအတုံးပြပါမည်အကြောင်း မနေ့ယနေ့နောင်ကာလမပြောင်းမလဲအသက်ရှင်နေမှု၍ယနေ့တင်အောင်ကျွန်တော်အနည်းပါးမှရှိပြီးတော့ကျွန်တော်တို့နှစ်ယောက်သုံးယောက်သဘောတူပြီးစူဝေးစူတောင်းရင်ကျွန်တော်အလဲမှာကြော်ရောင်းပြီးနားထောင်နေရှိသောကျွန်တော်တို့ရဲ့ကေတင်မရှင်သခင်ခရစ်တော်ရဲ့မြတ်တော်နာမ၌ယူသည်စွာကျေးဇူးတော်အပေါင်းကိုချီးမွမ်းလေဤနေ့နာနေ့အစည်းအဝေးကို အရှင်ပြလက်တော်ထဲသို့ကျွန်တော်တို့အတူတကွသဘောချင်းတူလေစူတောင်းစကအနံ့ကြပါရဲ့ဖခင် ်အာမင်ဓမ္မသရှင်မှာ180ယေရှုကျွန်တော်လာပြီခြင်းအောင်ခြင်းအောင်ရင်းနဲ့ဝန်နေခြင်းတွေကကုသထံလို့လာတယ်လွတ်လပ်ခြင်းနဲ့ဝန်တာခြင်းကိုတကယ်ရှိပို့ပေးမယ်ယောဂါကကျမ်းမာခြင်းရဖို့ဆင်းရဲခြင်းတွေဝါပြခြင်းရဖို့ဒုစရိုက်ကမြန်နေကုသထံလာတဲ့အခါမှာဒုစရိုက်ဒါတွေဖြစ်လာဖို့ဒီခြင်းလေးကိုကျွန်တော် ေတ္တာပူတဲ့သဘောနဲ့ဒီဆိုချီးမွမ်းကြပါစို့လောဘမာနထောင်လာခြင်းတွေကလည်းကိုရုထာလာလို့ရပါတယ်အလူတို့အရှင်လိုက်ဖို့ရကိုရုကျွန်တော်ကိုသိမ်မေးပါလိမ့်မယ်ဒါကြောင့်လောဘဒေါသမောဟကြောင့်စိတ်ပြက်အားလျော်ပြီးကိုရုရဲ့မေတ္တာထော်တဲ့ကိုပြန်လာလို့ရှိရင်ဂျိုးမြင့်ကဲတော့အတောင်ရပြီးတော့ငင်းချမ်းစွာငင်းချမှုနဲ့ ပြန်သွားနိုင်ပါလိမ့်မယ်အတူတူကချီးမွမ်းပြီးဆိုကြပါစို့ 真要不独在呀呀个苦罗真路，也许真。 我因贪嗔痴多，不知怎么对治娑婆呀，一说真。

ကျမ်းသာအရာစီရင်တရားဟောခြင်းတွင်တင်ခြင်းနဲ့အနာရောဂါညင်းခြင်းကိုပြုလုပ်ခဲ့တယ်။ဒီသုံးချက်ကကိုယ်ရရဲ့အမှုတော်လုပ်ငန်းမှာအဓိကကြားတဲ့တွင်ပြင်လက္ခဏာ၃ခုလည်းဖြစ်ပါတယ်။တွင်တင်ခြင်းကသခင်ယေရှုသည်လူတကာနားလည်သောပေါ့စီလူချောင်းကို ပြသပြီးတရားဟောခြင်းကစကအနှံလူချောင်းကို ပြသတာက အနာရောဂါကြီးကြီးကကျန်းမာ၍ဆုံးလင်းစေဖို့ပြတတ်နေခြင်းဖြစ်ပါတယ်။ကိုရောပြုသော နမိတ်လက္ခဏာများသည်ကိုရောဤတရားဟောခြင်းနဲ့နမိတ်လက္ခဏာများသည်ကိုရောကတရားဟောခြင်းနဲ့တုံ့တင်ခြင်းကိုအတည်ပြုပြီးလိုက်ခြင်းကိုရောရဲ့အနာရောဂါကြီးကြီးကကျန်းမာဆုံးလင်းခြင်းကို ပြတယ်လို့ကိုယ်တော်ပြုသော နမိတ်လက္ခဏာသည် ကိုရောဤတရားဟောခြင်းနဲ့တုန်တင်ခြင်းကိုအတည်ပြုပေးပြီကိုတော်သည်ဖျားခင်ထံမှအမှန်တကယ်ကြွလာတဲ့လူစားတီကိုခံယူတဲ့ဖျားရှင်ဖြစ်ကြောင်းကိုတတ်တည်ထူညီခြင်းလည်းဖြစ်ပါတယ်မကြာခဏသခင်ယေရှုကတကူပါသောတရားဟောခြင်းနဲ့အတူလုပ်ငန်းကိုဆောင်ရွက်ခဲ့ပြီးတဲ့အခါမှာတရားစရာများပါမကြာခဏဆုံးမဩဝါဒပေးရစွာကျွန်တော်တွေ့ခဲ့ရပါတယ် ယုဒမိသားစုကထုံတံကဆေစုတစုဆေစုတစုတမုဆေစုအထက်နည်းနည်းများတဲ့လူတွေကစုပြီးတော့သူတို့ဥပုန်နေမှာဆိုရင်တရားဆရာမှာသူစုဝေးကြတယ်။ကြံတဲ့နေ့မှာတော့ဒါကိုကြောင်းအဖြစ်အသုံးပြုတာရှိတယ်။တရားဟောတဲ့တရားဆရာတိတရားဆရာမှုတွေကတရားဆရာခေါင်းဆောင်တွေကတရားဟောဆရာများမဟုတ်ပါဘူး။သူကအုတ်ချွတ် ီတရားဆရာကိုအုပ်ချုပ်တဲ့လူတွေသာဖြစ်တယ်။သူရဲ့တာဝန်ကတော့ကျန်တဲ့ဆရာကြီးကိုဖိတ်ခေါ်ပြီးတော့တရားဟောဖို့တုံ့တင်ဖို့ဖိတ်ခေါ်ဖို့ဖြစ်တယ်။တခင်ရှိလို့ပဲခီးသွားပြီးတော့ဟောနေတဲ့လူတွေတွေ့ရင်သူတို့ကဖိတ်ခေါ်ပြီးတော့တရားဟောခဲ့နေကျန်တဲ့ဖတ်ခဲ့နေစတာဓလိထုံးစံတစ်ခုဖြစ်ပါတယ်။တခင်ရှိကတော့နားထောင်လို့တဲ့လူတိုင်းကို အင်းမဂလိတတိယကိုကြားပြောခဲ့တယ်ဆိုတော့ကျွန်တော်တို့တခင်ရှုရဲ့တာသန်လုပ်ငန်းမှာတွေ့ရပါတယ်။အင်းမဂလိတတိယကတော့တခင်ရှုခကကောင်းဝင်နိုင်ငံတော်တည်တည်နေပြီ။ဘုရားသခင်ဒီကျွန်တော်တို့နဲ့အတူရှိပြီ။ကျွန်တော်တို့ကိုဂရုစိုက်တယ်ဆိုတဲ့တတိယစကားဖြစ်နေမှာဘူး။ခရစ်တော်ဒီကိုခန္ဓာကိုကုသပေးနေတဲ့အရှင်ဖြစ်ရုံနဲ့မကဝိညာဉ်ပိုင်းကိုလည်းကုသပေးနေတဲ့အရှင်ဖြစ်ချောင်းကို တရားဟောခြင်းကပေါ်ပြနေတယ်။ဒါကြောင့်ခရစ်တော်ရဲ့ဟောပြောခြင်းတွေကိုတုံသင်ခြင်းတွေကိုကြည့်ရင်ကိုယ်တော်မကင်တွင်နေလောက်အောင်ကြည်မာတော့ဒုမဟုတ်တေးမွာတော့အပြစ်နဲ့ပြဿနာတွေမရှိပါဘူး။တခင်ရှိပြောစကားများသည်လွတ်မြောက်ခြင်းမျှော်လင့်ခြင်းညီသက်ခြင်းပြန်ခင်းတဲ့အတူထာဝရအတ္တတာကိုခံစားရခြင်းများကိုပြီးတဲ့ တင်းကောင်းဖြစ်ပါတယ်ဒီ25ကောင်ဆိုရင်ဒီကာပိုလီပီလို့ပြောလိုက်တဲ့အခါမှာဒီကာပိုလီပီကဂါလိလဲပီရဲ့အရှိတ်ဘက်မှာရှိပြီးတော့ကုံတေကုံတွေရင်းနဲ့အဖြားအပြန်လာဆက်တရက်တဲ့ပူပေါင်းထားတဲ့တဘာမျိုးသားများနေနေထိုင်အမျိုးဆယ်မျိုးဖြစ်ပါလေဥမာမနီလာဆိုလို့ရှိရင်မက်ထရိုမနီလာဆိုရင်အဲ့လိုမျိုးကြီးပေါင်းဆယ်မျိုးပေါင်းထားတာဖြစ်ပါလေ အဲ့လိုလူမျိုးဆိုရှိတော့ကြောင့်တခင်ရှိရတဲ့တင်းကောင်းသည်သူတို့ကတစ်စီအရရကိုပြန်နှံ့သွားပြီးတော့ယူရလူမျိုးတွေကသူတို့နဲ့အတူတပားမျိုးသားတို့တွေလည်းဝေးလံသောဒေသများမှာ လာရောက်၍ကိုတော်ဟောပြောသည်ကို လာပြီးနားထောင်ကြတယ်ယေရုရှလင်မြို့မှာစသောယူဒပြည်ယဒံမြစ်တစ်ဖက်မှ လာသောသူများတို့သည် နောက်တော်သို့လိုက်ကြ၏ ဒါကြောင့်တခင်ရှုရဲ့သာသနာခီးကိုကြည့်လို့ရှိရင်တော့ခုနပြောတဲ့အဓိက the preaching တရားဟောတယ် teaching သွန်သင်တယ်ပြီးတော့မှ healing အနာရောဂါညင်းကြီးကိုလုပ်ပေးတယ်ဒါပေမဲ့ဦးစားပေးတာကခုနပြောတဲ့သွန်သင်ခြင်းဟောပြောခြင်းအဲ့ဒီတမန်တော်တွေကလည်းတခင်ရှုကဲ့သို့ရောက်တဲ့နေရာတိုင်းမှာနှုတ်ကပတ်တော်ကိုမဆိုင်မစင်ဟောကြတယ် ဲ့လိုဟောတဲ့အခါမှာဘုရားသခင်သူတို့ကိုစေလွတ်တယ်ဆိုတော့တက်တည်အနေနဲ့အနာရောဂါငြိမ်ငြိမ်ကျေးဇူးတွေကဖြစ်လာတယ်ဆိုတာလည်းပေါ့လေကျွန်တော်တို့အထင်ရှားတွေ့ရပါတယ်တမန်တော်တို့အခန်း14ကိုပြန်ကြည့်ရင်တမန်တော်ကြီးရှင်ဘောလူရဲ့သာသနာမှာလည်းဤကောနီမျိုးတို့ရောက်ရင်သူတို့နှစ်ယောက်တို့ဒီယူဒတရားစွာသူဝင်၍ဖောပြောသည်ဖြင့်ယူဒလူ ဟေလဒါလူအပေါင်းတို့သည်ယုံကြည်ခြင်းသို့ရောက်ကြတယ်။အဓိကရောက်တာ ਨੇ ဘာလဲတရားဟောတယ်။တရားဟောတဲ့အခါမှာသူနှုတ်ကပတ်ကိုကြားတယ်။ကြားတဲ့အခါမှာယုံကြည်ခြင်းဖြစ်လာတယ်။မကြားဘဲနဲ့ဘယ်လိုမှပြင်မယုံနိုင်ဘူး။ဒါကြောင့်တရားဆက်ကိုရောက်တဲ့အခါမှာဟောပြောတယ်ဆိုတော့ခဏလို့နှုတ်ကပတ်ကိုဟောပြောခြင်းဖြစ်တယ်။အိမ်ဝင်တရားကိုဟောပြောခြင်းဖြစ်တယ်။အဲ့လိုဟောပြောတဲ့အခါမှာယုံကြည်ခြင်းကိုရောက်လာကြတယ်။ဒါပေမဲ့ဒီလိုပြောတဲ့အခါတိုင်းအလုံးယုံပါတော့မဟုတ်ဘူးနော်။ မယုံကြည်သောယူဒလူတို့သည်တပိုင်းမြူသားတို့ကိုနှိုးဆော်၍ညီကူတို့အားမနာလိုသောစိတ်ရှိစေခြင်းကချောစားကြတယ်။တချို့ယူဒသူတို့ရှိထုံကိုထုံကုန်စင်လာကိုလိုက်တဲ့ယူဒတွေကမနာလိုဖြစ်ပြီးတော့ချောစားကြတယ်။ခရစ်တော်ရဲ့တင်းကောင်းကြားတဲ့အခါမှာလူတွေယုံတဲ့အခါမှာသူတို့မနာလိုဖြစ်ကြတယ်။အဲ့လိုဖြစ်တဲ့အခါမှာရှင်ဘောလုကမထွက်သွားသေးဘူးနော်။အဲ့ဒီကြောင့်ကြာမြင့်စွာနေရဲ့ သခင်ဖျားဤတရားတော်ကိုမဆုတ်မဆိုင်ဟောပြောလေ၏နှုတ်ကပါတော့တေးချမဆုတ်မတဲ့တေးချဟောတာသခင်ဖျားသည်လည်းဂျေစုတရားတော်ပဲ၌တက်တည်ခံတော်မူလေအဲ့လိုဟောတဲ့အခါမှာသခင်ဖျားသည်ခုနခရစ်တော်ဟောတဲ့အခါမှာဖျားသခင်ရှိရာကြွလာတဲ့လူဆိုတာတက်တည်ထူတဲ့အနေနဲ့သခင်ယေရှုကလည်းအမှန်တော့ကိုဆီလို့တဲ့ကမှာတွားဝိညာဉ်တော်ကပေါင်းတို့ဧဝံဒီယဟောသူတပည့်ဖြစ်စီ ီးတော့အဲ့ဒါလိုသွားတဲ့အခါမှာကျွန်တော်တို့ကက်ကဘာကုန်တယ်ရောင်ရှိမယ်။ဟောခရစ်တော်လက်ထက်တည်းကတမန်တော်ခေတ်လို့အခုလည်းဒီလိုဟောရင်ဖြစ်နေတယ်ကျွန်တော်တွေ့တဲ့ဟောတဲ့အခါမှာနှုတ်ကပတော်ဝေဟောရင်းနဲ့ယုံကြည်ခြင်းနဲ့ဖြစ်လာပြီးတော့သူတို့အနာရောဂါညင်းညင်းနေရတယ်။တခင်ဖျားသူလည်းယေရှုတရားတော်ဘယ်နဲ့တည့်တည့်ခံတော်မူလဲတမန်တော်တို့သည်နမေလက္ခဏာအမွေသောအမှုတွေကိုပြုနိုင်ပြီးအကြောင်းအခွင့်ပေးတော်မူ၏။အနာရောဂါညင်းညင်းရတယ်ဖျားခွင့်ပေးတော်မှာရတယ် တခါလေကျွန်တော်တို့ကဖះနေရတဲ့ပြီးတော့ဒီလောကပျောက်စီဆရာလို့ပြပြောင်းနေတဲ့သဘောမျိုးနဲ့เนาะဒါကြောင့်တန်ရှင်သောဝိညာဉ်တော့လည်းဖះခွင့်ပေးမှရတယ်ကိုထင်တာလေသူများကိုပြီးလို့မရဘူးတန်ရှင်သောဝိညာဉ်ကဖះပဲပြီးလို့ရတယ်တန်ရှင်သောဝိညာဉ်ဒီစုကျေစုသူပဲပြီးလို့ရတယ်ဒီကနေ့တော့ကျွန်တော်လွဲတာကလူရရှိမှတတောင်းခံဟုတ်လားမဟုတ်လားလည်းမသိဒီခါလေအတွေ့အကြုံတွေဖြစ်ပြီးတော့ပြဿနာတွေဖြစ်ကြတယ်တန်ရှင်သောဝိညာဉ်တကယ်ရောက်လာရင်ရှင်းလင်းတဲ့သဘော အပြစ်ကင်းခြင်းသဘောတရားစီရင်လွတ်ကင်းခြင်းသဘောကိုပြပါလေ။ဒါကြောင့်အနာဂတ်ကငြိမ်းချင်ရလေကိုတော့အခွင့်ပြီးမှဖြစ်လာတာကိုကျွန်တော်ကကိုပိုင်ရတယ်လို့လို့ပဲကိုကပဲပြပြောင်းနေတယ်လို့ဒီကနေ့ဆရာကြီးတော်တော်များများအနောက်နိုင်ငံမှာအဲ့လိုလှုပ်ဆောင်နေတာကျွန်တွေ့တဲ့အခါမှာနှုတ်ကပတ်တော်ကိုရှေ့ရှေ့ကြည့်ရင်နားလည်နိုင်ပါလေ။ဒါခရစ်တော်ရဲ့သဒ္ဒနာကိုကျွန်တော်လုပ်တဲ့အခါမှာခရစ်တော်ကိုဟောပြောမယ် ပြီးရင်တွန့်တင်မယ်ပေးသမားဆိုပညာတော်လူကိုစောင့်ရှောက်စေခြင်းကဆုံးမအော်ဒါပေးရမယ်ပြီးတော့မှအနာရောဂါငင်းခြင်းဟာဒီနှစ်ခုကိုလုပ်ရင်တမန်တော်တွေကမစုတ်မဆိုင်နှစ်ကဘတွေကိုဟောတဲ့အခါမှာသခင်ဖျားသည်တမန်တော်တွေကိုတကူနမိတ်လက္ခဏာအံ့ဖွယ်သောမှုတွေကိုပြုနိုင်အကြောင်းအခွင့်ပေးတော်မူ၏အဲ့ဒါကိုကျွန်တော်တင်ပြရင်ဒီနေ့များစွာသောတရားဟောဆရာတွေကသူတို့နဲ့သူတို့လုံနေကြသလား သခင်ဘုရားအခွင့်ပေးလို့လုပ်တလားဆိုတော့ကျွန်တော်တွေ့နေမယ်။เนาะအဲ့လိုတွေ့တဲ့အခါမှာပိုင်းခြားတည်ပြီးတော့ကျွန်တော်တို့နှုတ်ကပတော်နဲ့အညီအမှုတော်ဆောင်များကိုယုံကြည်လက်ခံပြီးတော့ကျွန်တော်ယုံကြည်ရင်တိုးဖို့ရဲ့အသင်းတော်တွေကဒီဆောက်ကျင်ဖြစ်လာနိုင်မယ်။သူကလည်းဖြစ်အောင်ကျွန်တော်တို့ဆုတောင်းဆက်ကပ်ဖို့ဖြစ်ပါလေ။ခဏအတွက်မြန်မာနိုင်ငံခရိယာတင်တော်ဘောင်းဆိုဆုတောင်းရကော်မတီရဲ့ဆုတောင်းချက်နှစ်ချက်ကတော့ အခုမူတည်ရောက်လာပြီမိုးရာသီမှာဖြစ်ပေါ်တတ်တဲ့ဒုက္ခယောဂဝမ်ယောဂခလင်းငယ်များမတွေ့ရတဲ့တွေ့လို့ဒုက္ခယောဂတွေကနေကျမဖို့အဲ့ဒီယောဂတွေကနေဖြစ်ရင်လဲကြော်လွှားနိုင်ဖို့ကျွန်တော်ဆုတောင်းပေးဖို့ဖြစ်ပါတယ်ဒုတိယချက်ကမြန်မာပြည်သူပြည်သားအားလုံးဒီထိုယောဂဆုံးများအားတွန်းလှန်နိုင်သောကိုယ်ခံစွမ်းအားများ ရရှိပြီးကျမ်းမာတော့ပြည်သူပြည်သားတွေဖြစ်ဖို့ဆုတောင်းပေးဖို့ဖြစ်ပါလေသူကိစ္စဖြစ်အောင်ကျွန်တော်ကနှုတ်ကပတ်တော်မဆိုင်မစင်ဟောရင်စီမကူနေတဲ့လူတွေစိတ်မသွားနေတဲ့လူတွေအော်ဝဲကျမ်းမာခြင်းအခွင့်ကိုတခင်ဖျားအခွင့်ပေးရင်နမိတ်လက္ခဏာလေးဖြစ်လာပါလိမ့်မယ်သူကိစ္စဖြစ်အောင်ကျွန်တော်ဆုတောင်းကြပါစို့ဝိနည်းရှင်များနဲ့မိမိရဲ့မင်္ဂလာ ရက်မြတ်ကူမင်းနဲ့မြင်ရတဲ့ဇနီးမုံနှံတွေအတွက်လည်းမေတ္တာပို့ဆုတောင်းရအောင်သူတို့ထကဲလို့ကျမ်းမာခြင်းလို့အရင်လည်းကျမ်းမာခြင်းသူတို့ကိုယ်ကျမ်းမာပြီးဆိုလို့ရှိရင်နှုတ်ကပတ်တော်မစမစုံမဆိုင်ဟောခြင်းအဖြစ်ကြားတဲ့မကြားတဲ့လူကြားမယ်ကြားရင်ယုံမယ်ယုံနိုင်ဖျားခင်ရဲ့အတ္တဝိညာဉ်ရမှအတပြုပြင်ခြင်းရင်ကျလာခြင်းကိုခန္ဓာကျမ်းမာခြင်းဖျားခင်တရားတို့ကိုပေးသမဲ့သောပညာတို့လက်လျှောက်ခြင်းအဖြစ်ကိုလိုဘုံတို့ထင်ရှားတဲ့ တမန်တော်များကဲ့သို့ယုံကြည်သူအသည်သည်ဖြစ်လာဖို့ဖြစ်ပါတယ်ဒီအတွက်အတူတကွဆုတောင်းကြပါစို့။ကောင်းကင်ဘုံနဲ့ရှိတယ်မူသောအဖမျက်စောသောဘုရားခင်မိုးရာသီမှာဖြစ်ပွားတတ်တဲ့ဒုက္ခယောဂဝမ်းယောဂကလေးသူငယ်များကတွေးလုံဒုက္ခယောဂစသဖြင့်ယောဂအမျိုးမျိုးကနေကျမ်းမာပြီးတော့ဤယောဂဇိုးတွေကလည်းကြော်လွှမ်းနေဖို့ ကျမ်းမာခြင်းရဖို့ကိုတော့ကောင်းကြီးပေးတယ်မူပါကျွန်တို့တို့ဒီလဲကိုရှင်နှစ်ကမတကူမဆုတ်မဆိုင်ဟောပြောတုံညင်းအဖြစ်ကိုရဲ့ခွင့်ပြုခြင်းအားအဖြစ်သူအမှုများကိုဆောင်ရွက်နိုင်ဖို့ကိုရှင်ဘုရားသခင်ရဲ့ဧဝံဂေလိတရားကောင်းကိုဟောပြောတော်သူတိုင်းကိုနားလဲစေရကောင်းကြီးပေးတယ်မူပါမြမပြည်သူပြားအလုံးတို့ဒီယောဂစုများကနေတုံလာနိုင်တဲ့ခွန်အားကိုယ်ခံစွမ်းအားတွေကိုရရှိပြီး စားတဲ့အစာတောက်တဲ့ရေကိုကိုရောကိုကုပြီးစားတော့ကြတော့ကြောင့်ယောဂကင်းရှင်းခြင်းနဲ့ကျန်းမာတဲ့ပြည်သူပြည်သားတွေဖြစ်လက်တိုင်းပြည်အကျိုးမိသားစုအကျိုးလူမျိုးအကျိုးဝန်ကြီးအကျိုးနဲ့နိုင်ငံအကျိုးကိုတည်ဖို့ထမ်းဆောင်နေတဲ့အောင်ကောင်းကြီးမင်္ဂလာပေးတော်မူပါမိမိရဲ့အမွေးတွေကိုမြင်ရတဲ့မွေးနေ့ရှင်များနဲ့မင်္ဂလာရက်မြတ်ကိုမြင်တဲ့ဇနီးမောင်နှမများတွေလည်းတတိယဆုတောင်းပေးပါတယ်ထုတ်ကဲဆိုကျမ်းမာခြင်းလိုအပ်နေရဲ့နှုတ်ကပတ်တော်ကို တေချာဖတ်ရှုလေနှုတ်ဘတော်ကိုယုံကြည်လေကိုတည်းဘုရားသခင်ရဲ့အနာကြီးကြီးကျေးဇူးကလေးခံစားဖို့သူကိုခွင့်ပြုတော်မူပါကျမလည်းကျေးဇူးကိုခံစားတော်သူတို့ဒီလေဆက်လက်ပြီးတော့ဤကျေးဇူးကိုတရားသူဆက်လက်ဝင်ငှခြင်းအဖြစ်ထိုကဲ့သို့လိုအပ်နေတော်သူတို့ဒီကိုစိတ်ဝိညာဉ်သုံးပါလုံးကဲ့တင်ခြင်းလွတ်မြောက်ခြင်းကိုခံစားနိုင်ဖို့ကျွန်တော်အသီးသီးတို့ဒီကျိုးစား၍ဆောင်ရွက်ခြင်းအဖြစ် အမိမြန်မာနိုင်ငံကြီးမှာလူသားတိုင်းရဲ့နှလုံးသားထဲမှာခရစ်ယာန်မြစ်တာနိုင်ငံတည်ဆောက်နိုင်ဖို့ရာခရစ်ယာန်ကိုရိုနင်းတည်မိခဲ့တဲ့ပထနာတော်အတိုင်းကျွန်ုပ်တို့ဒီသဘောချင်းတူလက်ဆွတောင်းကြပြီမှာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏အဖာဘုရားဤနာမတော်အားယူသည်လင်းမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံကြသော မြေကြီးပေါ်မှာပြည့်စုံပါရှိတော်တမွေလောက်တော့အစာကိုကျွန်တို့အားယနေ့ပေးတနာတို့ပါသူတပါးဒီကျွန်တို့ကိုပြမားတို့ပြမြားကိုကျွန်တို့ဒီလိုတကယ်ဆိုကျွန်တို့အပြစ်များကိုလွတ်တမှုပါပြစ်သွေးဆောင်ရတို့မလဲမပါစီပဲမကောင်းသောအမှုရာမှလည်းကယ်နှုတ်တမှုပါဆိုပိန်တော့အခွင့်နှင့်ဘုန်းတကုအာနုဘော်တော်ဒီကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင် အစီအစဉ်အဆုံးသတ်ဖို့အတွက်ဓမ္မတိရှင်မ183ကရဏီဂုံဘော3တော်တခြင်းဖြစ်ပါလေကရဏီဂုံဘော3တော်အတွေ့တော်ဖြင့်ဆေးကြောရကိုရခေါ်တာကိုကြားပြီးတော့ကိုရထံလာရင်တွုံုံမှုသောအတွေ့တော်အဖြစ်အပြစ်ဆေးကြောခြင်းစင်ကြခြင်းနဲ့အတ္တတကိုရမယ်အာနိယုံညံတော်လဲကိုရရှိလာရင် ခွန်အားနဲ့ပြည့်စုံစေမယ်။ဘာကြောင့်ကိုရောကျွန်တော်အပြစ်တွေကိုစေချောသောကြောင့်ကျွန်တော်တို့ဖြူစင်အောင်ပြည့်လုပ်ပေးနိုင်သောကြောင့်ဖြစ်ပါတယ်။ဒီတခြင်းလေးကိုကျွန်တော်ယုံကြည်ချစ်ခင်တဲ့လူတွေကိုဝိညာဉ်သက်တည်အနေနဲ့ကျွန်တော်ပြနိုင်ဖို့ဖျားရဲ့ဂရီတော်ပြည့်စုံနေဆိုတာကိုယုံကြည်ခြင်းအဖြစ်ဖျားခင်ပြုသောကုသိုလ်များကိုရရှိဖို့ကျွန်တော်မြတ်တာဖို့ဆုတောင်းပေးတဲ့သဘောနဲ့တည်ဆို 짐만 잡아서. 그러니. ောင်းကင်ဘုံနဲ့ရှိတော်မူသောအဖမျက်စော်သောဘုရားသခင်ကိုရောဖန်ဆင်းစားကလူတို့သည်အပြစ်ဒုစရိုက်နေပါသောကြောင့်တတ်တော်ရာကျော်ရှိကြပါလေတဖြည်းဖြည်းနဲ့အပြစ်ဒုစရိုက်အောက်မှာဇာတိတဘောရဲ့အလိုလိုက်ကြသောကြောင့်လူရဲ့တတ်တမ်းတူတော်ကြပါလေကနေ့ကရှင်နှုတ်ကပတ်တော်အတိုင်းခရစ်တရားတို့ကိုမဆုတ်မဆိုင်ဟောပြောရင်းမကား တရားတော်ကိုကိုရောကဲ့သို့စုံလင်စွာပညာတရားတွေကိုလိုက်လျှောက်ခြင်းအဖြစ်ကျမ်းမာလည်းအသက်ရှည်လည်းရှည်သောတက်တာနဲ့ကိုရောရောင်းခြင်းချင်းကိုခံစားရရင်မကကိုရောရှင်ကယ်တင်ခြင်းကျေးဇူးကိုဆက်လက်ဝေကနိုင်သည့်တည်းအောင်ကျွန်တော်ကျမ်းမာအတိတ်ကိုကောင်းချီးပေးပါမည်အကြောင်းထာဝရဘုရားသည်ကျွန်တို့ကိုကောင်းချီးပေး၍ဆောင်မကြည့်ရှိပါစေတော့ ကျွန်တို့ဘုမာကိုရရဲ့ရှင်မြတ်အလင်းတကုဆွလျက်ကျွန်တို့အားဂယုနာကျေးဇူးပြုလိုမူပါစေသောကျွန်တို့ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောခမည်းတော်ဖခင်ရဲ့မေတ္တာတော်တားတော်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်တည်းတန်ရှင်သောဝိညာဉ်တော်ဖခင်ရဲ့မိသားစုချင်းကျေးဇူးအပေါင်းတို့သည်နှုတ်ကပတ်တော်ကိုခံယူကြတော်တားပြီးအသေးအသေးပုံမှာယခုမှစ၍ကာလအစဉ်မြဲတက်ရောက်တည်ရှိ တည်နေပါစေ။အာမင်။အာမင်။